ဒီနေ့ကျမတို့စုစည်းထားတဲ့အချက်လက်တွေအရာ Manchester United အသင်းရဲ့အပြောင်းအရွှေ့တည်င်းတစ်ခုကိုနည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ဟုတ်ကဲ့သူတို့အခု Brentford တိုက်စစ်မှု Brian Mbeumo ကိုခေါ်ဖို့စ조사နေတယ်ဆိုတဲ့အကြောင်းပေါ့ဘာတွေဖြစ်နေပြီလဲဟုတ်ပါတယ်အဓိကကတော့ Man U ကတရားဝင်ကမ်းလှမ်းမှုလုပ်လိုက်ပြီဆိုတဲ့အချက်ပါပဲဟုတ်ပြီအဲ့ဒီကမ်းလှမ်းမှုရဲ့အသေးစိတ် club တင်တဲ့ကစားသမားရဲ့သဘောထားပြီးတော့ အမ်ဖြစ်နိုင်ခြေဘလောက်ရှိလဲဆိုတာတွေကိုသုံးသပ်ကြည့်ရမှာပေါ့ကောင်းပြီဒါဆိုပထမဆုံးအချက်အဲ့ဒီကန်လန်းမူးကဘလောက်လဲကြာရတလောက်တော့မန်ယူကအခြေခံပေါင်၄၅တန်ပြီးတော့နောက်ဆက်တွဲစုကြည့်ပေါင်၁၀တန်လောက်နဲ့ကန်လန်းတယ်လို့ဆိုတယ်ပေါင်၅၅တန်အထိဖြစ်သွားနိုင်တာပေါ့ဟုတ်တယ်ဒါပေမဲ့အဲ့ဒီပမာဏကလေ Brentford ဘက်ကလိုချင်တဲ့ဈေးနှုန်းအောက်မှာနည်းနည်းရှိနေသေးတယ်လို့သတင်းတွေကဆိုတယ်อืม ရမ်ဖို့ဘက်ကဘလို့သဘောထားမျိုးရှိလဲသူတို့နီးပြတောမတ်ဖရန့်ပြောထားတာရှိရဲ့နော်မှန်ပါတယ်သူ ပြီးခဲ့တဲ့လက Sky Sports မှာပြောထားတာလေမန်ကန်နဲ့စီနုံဆိုရင်တော့ရောင်းဖို့စဉ်းစားမယ်ဟုတ်တယ်ဒါပေမဲ့အဲ့ဒါကဈေးကြီးနေမယ်လို့သူကတိတိကျကျပြောထားတယ်ဆိုတော့အခုမန်ယူကန်လန့်တဲ့ပမာဏကသူတို့မျောမှန်းထားတယ်လို့မဟုတ်သေးဘူးလို့ယူဆရမှာပေါ့ဆိုတော့ညီနိုင်မှုတွေလိုအောင်မယ်တေချာပေါ့လိုအောင်မှာပါကစားသမားဘက်ကတော့အမ်ဘီမောအထက်25နဲ့ ဆိုတော့ तू ကတော့ဒီပြောင်းရွှေ့ကိုစိတ်ဝင်စားလားအဲ့ဒါကတော့စိတ်ဝင်စားစရာပဲသတင်းရင်းမြစ်တွေအတော်များများကတော့ तू Old Trafford ကိုပြောင်းဖို့အရန်စင်အားထက်သန့်နေတယ်လို့ဖော်ပြကြတယ်ဟုတ်လားဟုတ်တယ်သူ့ရဲ့လက်ရှိစာချုပ်က GH Tech Community အကစားကွင်မှာတနစ်ပဲကြံ့တော်တယ်နောက်ထပ်စနစ်လာတန်း token option တော့ရှိတာပေါ့အင်းဒါပေမဲ့ club နဲ့တင်းတာသဘောတူရင် तू ကတော့တွားချင်နေတဲ့ပုံပဲအဲ့ဒီလိုသဘောမျိုးတက်ရောက်နေပါလေကစားသမားစန်းသားကတော့ပြောင်းကျင်တဲ့ဘက်မှာရှိနေပုံရတယ် သူ့ရဲ့ကစားပုံစွမ်းဆောင်ရည်ပိုင်းကိုကြည့်ရင်ရောမန်ယူအတွက်ဘလော့အသုံးဝင်နိုင်မှာသူ့အတွက်ဂိုလီဆွေဆောင်ရတဲ့ကစားသမားလီပြီးခဲ့တဲ့2024 29ရာသီတခုထဲမှာပဲ Brandford အတွက်ပြန်ပွဲဆုံးမှာ90အတွင်းနေကိုဖန်တီမှုရှိခြင်းရှိတယ်။အော်မဆိုးဘူးပဲ90ဆိုတာဟုတ်တယ်ပြီးတော့သူကတောင်ပန်နဘတ်စလုံးကစားနိုင်တယ်အဲအလေတိုက်စစ်မှုနေရာမှာလည်းလောရင်ကစားနိုင်တယ်အဲ့ဒါသူ့ရဲ့အားသာချက်ကြီးတခုပဲအဲ့ဒါမန်ယူလွားနေတဲ့အပိုင်းဖြစ်နိုင်တယ် တို့ပြီးခဲ့တဲ့ရာသီကလိဂ်မှာတွင်းကိုအရန်နေခဲ့တယ်မဟုတ်လားဟုတ်ပါတယ်လိဂ်မှာ၄၄ကိုပဲတွင်းနိုင်ခဲ့တာဒါကတိုင်းစင်းသွားတဲ့အသင်းကြီးရဲ့အထက်မှာဆိုရင်ဒုတိယကိုအနည်းဆုံးပဲတို့ရောဆိုတာဗောဆိုတော့တိုက်စစ်ပိုင်းကိုအင်အားဖေးဖို့ကတို့တဲ့အရေးတကြီးလောချက်ဖြစ်နေတာအရင်ရှင်းပါလေဟုတ်ပြီနီတာတဲ့ရူဘင်အမိုးဝင်ကိုင်ကသူ့ကိုပြမထားတဲ့အချက်ကရောအဲ့ဒါလေပါတာဗောနီပြရဲ့လိုလာချက်ဆိုရဲ့ကလပ်ဘကပူပြီးအလေးနဲ့သာစူးစမ်းလာနိုင်တယ်သူ့ရဲ့အတွေ့အကြုံပိုင်းကရော Brandfo မှာကစားလာတာကြာပြီလား2019ကနေပြန်တက် Lab Trace ကနေပြောင်းလာတာဆိုတော့ငားညင်းလောက်ရှိပြီ Brandfo Draponian နေစကြောကစားထားတယ်90တွင်မီဖန်တီမှုကားစတဲ့ချင်းလုံထားတယ်อืมအတွေ့အကြုံရောစွမ်းဆောင်ရည်ရောရှိပြီးသားပေါ့ဟုတ်ကဲ့နိုင်ငံကအတွေ့အကြုံလည်းရှိတယ် Cameroon တို့ဆစ်ရှိပွဲမှာ၄ဂိုးသွင်းထားတယ်အလုံးချုံကြည့်လိုက်ရင်မန်ယူကကမ်းလှမ်းမှုချုပ်ပြီးကစားသမားလာခြင်းနဲ့ Brandford ကဇွေးကောင်းရရင်ရောင်းမယ် အသားအဆီးကပြောင်းရွှေ့ကြေးပဲဖြစ်နေတာပေါ့ခုလောလောဆယ်ဟုတ်ပါတယ်အဲ့ဒီပြောင်းရွှေ့ကြေးကွာဟာချက်ကိုဘလို့ညီနိုင်ကြမလဲဆိုတာကအဓိကပဲကနအူးကန်းလမ်းမှုကတော့မလုံလောက်သေးဘူးဆိုတဲ့သဘောမျိုးပဲဒါပေမဲ့ညီနိုင်မှုတွေဆက်လွတ်သွားမယ်တဘောလားဖိနိုင်ကြီးများပါတယ်မန်ယူရဲ့တိုက်ရှိလိုအပ်ချက်ရဲ့ MB မိုးရဲ့စွမ်းဆောင်ရည်နဲ့ဆွဲဆောင်ရုံမှုတွေကြောင့်ဒီကိစ္စကိုလွယ်လွယ်လပ်လျှော့သွားမယ်မထင်ဘူး စဉ်းစားစရာကအဲ့ဒီတောမတ်ဖရန့်ဖျော်တဲ့စီးကြီးမယ်ဆိုတာကိုမယူကဘလော့ကတိလိုက်လော်ပေးနိုင်မလဲအဲ့ဒါကစိတ်ဝင်စားစရာမေးခွန်းမယ်သူတို့ရဲ့ဘတ်ဂျက်အခြေအနေတခြားပိမတ်တွေရဲ့အခြေအနေပေါ်လဲမူတည်ရုံးမယ်ထင်တယ်ဟုတ်တယ်ဒီတယောက်ကိုပဲအသေးအသံလိုက်လိမ့်မလားဒါမှမဟုတ်ဆေးများတယ်ဆိုရင်တခြားရွေးချယ်စရာတွေပဲလျှက်သွားမလားဟုတ်ကဲ့ဘလို့ပိပိပိသူတို့ရဲ့တိုက်စစ်ကိုတိတိတတ်တော့အားဖြည့်ပြီးနိုင်မယ်ကစားသမားတယောက်ကတွေ့တော့ရင်းနှီးမြှုပ်နှံမှုလွတ်ဖို့လိုအပ်နေလာမှန်းပဲ ဆိုတော့လာမယ့်ရက်တွေသတင်းပတ်တွေမှာဒီ MBMO နဲ့မှန်ယူအပြောင်းအရွှေ့သတင်းကိုဆက်ပြီးဆောင်ကြည့်ရမှာပါပဲဟုတ်ပါတယ်အပြောင်းလဲတွေအများဆန်နိုင်တယ်လို့အချိန်ယူပြီးညှိနှိုင်းရတာတွေလည်းဖြစ်နိုင်ပါတယ်ဆောင်ကြည့်ကြရပါ